Conference League 16သင်းအဆင့်ဒုတိယအကြော Chelsea နဲ့ Copenhagen မင်္ဂလာပါ Cooking the Football Show နဲ့ Chelsea TV ကနေအပြောင်းအလဲများအားလုံးကိုကြည့်နေပါတယ် Champions League 16သင်း Conference League 16သင်းအဆင့်ဒုတိယအကြော်ပွဲစဉ်တွေပွဲဖြစ်တဲ့ Chelsea နဲ့ Copenhagen တို့ရဲ့ပွဲချိုသုံးသပ်ချက်ကိုကျွန်တော်တို့အတူတူလုပ်လိုက်ရအောင်ဆိုတော့ပထမဆုံးအနေနဲ့ဒီပွဲရဲ့ key points တွေကျွန်တော်တို့ဆွဲထုတ်ကြည့်ပါမယ် Chelsea က အားလဲနာပါတယ်ပြောရတာရှင်ကြည်လို့ရတဲ့အတင်းတင်းမဟုတ်တော့ဘူးဗျချက်သီးယုံပြီးဇုံလုံးကန်းသွားတဲ့ပွဲပေါင်းမနေဘူးဆော့တဒန်တင်းကိုလေးကိုပြက်နိုင်တဲ့ပွဲမှာတကယ်ကောင်းခဲ့တာပါတွင်းကိုတွေလည်းအများကြီးရတယ်ကြေးလဲအောင်တယ်ခြေသွမ်းပိုင်းလည်းမိုက်တယ်ဒါမဲ့နောက်ပွဲကြောင်ပြောက်ကိုဘေးကနေပထမအကြော်ကစားတဲ့ပွဲပေါ့ဗျာလက်စတာနဲ့ပွဲထပ်ပြီးတော့တိုင်ပတ်တယ်ဘလို့မ ယုံကြည်စရာကောင်းတဲ့အသင်းတစ်သင်းမဟုတ်တော့ဘူးကျွန်တော်ရင်လည်းလက်ရှိချယ်ဆီရဲ့ဆွမ်းဆောင်ရေးခံယူချက်နဲ့စိတ်တပိုင်းကိုအတော်လေးစိတ်ပြတ်မိပါတယ်လက်စတာနဲ့ကစားတဲ့ပွဲတင်မှာဆိုရင်ဝမ်းစည်းနဲ့ကတ်နိုင်တာဟုတ်ဗျာရုပ်ပြက်စင်းပြက်အောင်ပွဲခံတာကြီးอ่ะဒါချယ်ဆီမှမဟုတ်တာကျွန်တော်တို့ချစ်ခဲ့တဲ့ရင်ပထဲကချယ်ဆီကအဲ့လိုစိတ်ဓာတ်မျိုးရှိတဲ့အသင်းမဟုတ်ဘူး ဝမ်းစီးတူဝမ်းနဲ့ကတ်နိုင်ရင်ချယ်စီကစားသမားတွေလုံးဝမျက်မှောင်ကြီးညှို့ပြီးတော့ကွင်းထဲကပြန်ထွက်သွားတာမော်ရီညိုမျက်နှာတိတ်မကောင်းဒါကျွန်တော်မြင်ခဲ့ရတဲ့ချယ်စီခက်ကလာပြောင်းလဲသွားတဲ့ဘာညာမှန်နေဗျာတိုးတော့အဲ့လောက်ကြီးတီးတော့ရုံမပေါင်းနဲ့ပေါ့နော်ဆိုတော့အခုကစားရမယ်ကိုပေခင်ကလည်းချယ်စီကိုပထမအကြောကဘလို့ကစားထားလဲကူကူရလာကောင်းလို့နိုင်တာကူကူရလာလည်း ပွဲတိုင်းမကယ်နိုင်ဘူးနော် bro ဒါမှအတင်းတင်းဖြစ်တယ် physical ကောင်းတဲ့ကစားသမားတွေပါတယ်ကြံ့ခိုင်မှုကောင်းကောင်းတဲ့သူတို့နောက်ဆုံးမျောလင်းချက်ထိတိုက်ပွဲဝင်နေမယ်ကိုဘေးကင်းဒီပထမကြောတကိုးတဲ့နဲ့ကတ်ရှုံးထားတဲ့အတွက်ကြောင့်ဒီပွဲတင်မှာမျောလင်းချက်လုံးဝပြတ်သုံးသွားတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ယုံကြည်စရာမကောင်းတဲ့အတင်းတင်းရဲ့အင်ကွင်းစွန့်ဆောင်ရေးရလဲ ပရိသတ်ကိုဘလို့နည်းနဲ့မှစိတ်ချရသေးမှာမဟုတ်ပါဘူး။နောက်ရေးကြီးတဲ့တစ်ပိုင်းကဒီပွဲပြီးရင်ကျွန်တော်တို့အာစနယ်နဲ့အမရိတ်မှာတွားပြီးတော့ရင်ဆိုင်ကစားရမယ်။အာကြီးကသူ့အောက်ယူနိုက်တက်ကိုတည်ကြတာဘာညာဒါတစ်ပိုင်း။အာစနယ်ကလည်း EBA တိုက်တဲ့အတွက်မျောလင်းချက်တော့မရှိတော့ပါဘူး။ဒါပေမဲ့ကျွန်တော်တွေကဒီ Conference League ပွဲထက်အဲ့ဒီ EBA ပွဲကအရေးကြီးနေတယ်။ကျွန်တော်တို့ကတော့တိုက်တဲ့ဘာညာထက်ဆိုင် Champion League ဝင်ခွင့်ရဖို့အတွက် ေချောင်ကိုကျွန်တော်ထပ်ပြီးတော့စူးစမ်းရမယ်။တိုးတော့ချယ်ဆီကအဲ့လိုစွမ်းဆောင်ပိုင်းကြီးကလုံးဝကျပြီးတော့မတိမငိမ်ပုံမျိုးကြီးဖြစ်နေတာတော့စိတ်ပြည့်စရာအရင်ကောင်းတယ်ပေါ့နော်။ဒါပြင်ကိုပါမာဒီပွဲစဉ်ပါဝင်ဖို့မပါဝင်ဖို့မသေးကြဘူး။ကျွန်တော်တို့တချို့ကြားရတဲ့တိတိမှာ one shot ပြီးဖြားနေတဲ့ fitness မပြည့်ဘူးဘာညာပေါ့ဗျာအဒီဘွဲတွေပါဝင်လာရင်တောင်မှ fitness ပြပါမလားသူ့ထက်သုံးသင်လားအိုင်းနဲ့ပွဲမှာ fitness ပြအောင်ဥထားသင်သလားအများကြီးရှိတယ ဲ့တော့ကျွန်တော်ဂျန်တဲ့ကစားသမားကြီးတဲမယ်ဆိုရင်လည်းဟိုဒါစကားကြုံလို့ပြောရပါဂျက်စင်ကြီးကိုအခုချိန်ပြန်တော့လွမ်းတယ်တတ်တလွဲလောက်တဲ့ကောင်သူကတော့မှန်တယ်ဂိုးမိုးပေါ်ထောင်ကန်တယ်ဘာညာဆိုပေမဲ့အဲ့ဒီဓာတ်ပေါ်တည်းကြီးလို့နေနေတဲ့အန်ကန်ကူတက်ဆိုင်တော့အများကြီးတာတယ်အန်ကန်ကူပြအဲ့လောက်စိုးမယ်လို့ကျွန်တော်မထင်ဘူးအများကြီးမျောလင်းခဲ့တာအခုခရစ်စတိုဖာအန်ကန်ကူကနံပါတ်9မှာထားအဆင်မပြေဘူး second striker နေရာမှာထားအဆင်မပြေဘူး left wing ထုတ်တယောက်တည်းစော့နေအဓိကစားသမားက toxic ပဲ ဒီတယောက်ပုတ်သွားတဲ့အချိန်မှာတွဲဖက်ပြီးကစားတဲ့ဘောလုံးအားကစားအရာကျွန်တော်ရဘဲကစားသမားကိုကိုရဖို့အတွက်ယုံကြည်အားကိုးရတော့မလဲအခုလက်ရှိအချိန်တွေကဗျာလက်စတာထက်ပိုပြီးတော့ကိုပဲဟေဂင်ကတော့ကောင်းသေးတယ်ဒါရိုးရိုးလေးကလေးတွေတွေ့ပြတာဆိုတော့ကျွန်တော်တို့နောက်ကကစားသမားတွေဂိုးမသွင်းရင်ကွင်းလေကစားသမားတွေဂိုးမသွင်းဂိုးမရဘူးဆိုတာကြီးရှော့ရှိတယ်နော်ပိုဆိုတော့အာကြီးနဲ့ပွဲရလဲကြံသေးတော့ ကျွန်တော်ကတော့ Chelsea fan တယောက်ဆိုတာမှန်တယ်ဒါပေမဲ့အားပေးမဲ့ပရိသတ်တွေကိုအများကြီးမမျော်လင့်စေချင်ဘူး Okay ကျွန်တော်နောက်ထပ်တစ်ပိုင်းအာရှရဲ့အကြောပေးမှုတွေထပ်ပြီးဆွေးနွေးကြည့်ပါမယ်တလုံးတဝက်ရှုံနဲတာပေါ့ဗျာ Conference League လို့ level မျိုးရှုံးဘွယ်လုံးဝမရှိထားတဲ့အသင်း conference league မှာဂိုးတွေတဖုံဖုံတတိုင်းသွင်းထားတဲ့အသင်းကဘာကြောင့်များအဲ့လောက်ပဲအကြောပေးမှုပေးထားရတော့ ကျွန်တော်ပြောနေကြစကားတိုင်းဆိုကဲဘရိုမပူနဲ့ချယ်ဆီကတော့နိုင်မှာတကယ်လို့တဝက်ဆုံးရှုံးခံနိုင်ရင်ချယ်ဆီကိုအားပေးပါညာဒါပေမဲ့ကျွန်တော်မပြောနိုင်တော့ဘူးဒါကျွန်တော်ပွင့်လင်းပြောမမပြောရတော့ဘူးဗျာဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာကိုပင်ဟေဂင်ကိုရွေးချယ်ပေးခြင်းပါတယ်တူတယ်ကိုနဲ့ပြန်ချိန်ကြည့်မယ်ဆိုရင် 3D ဖြစ်တဲ့အတွက်ကြောင့်တူတယ်ကိုကတော့အဲ့လို၃လုံးပုံစံမျိုးဖြစ်သွားနိုင်တယ်နမကြီး prediction website တခုဖြစ်တဲ့ Predicy ကတော့ဒီပွဲစဉ်မှာ Chelsea က2-1နဲ့နိုင်မယ်လို့တော့မှန်းထားပါတယ်။နိုင်တာကတော့နိုင်ကောင်းနိုင်သွားနိုင်တယ်။ဒါပေမဲ့အဲ့လိုဂိုးပြက်ကြီးနိုင်ဖို့တော့ကျွန်တော်မမျှော်လင့်တော့ဘူး။တရေကြရင်လည်းတို့ကနောက်တစ်ဆင့်တက်ပြီးဖြစ်တဲ့အတွက်ကြောင့်ကိုပင်ဟင်ကင်အားပေးတာတော့ပုံပြီးတိကျခိုင်မာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။နောက်တစ်ပိုင်းနှစ်သင်းကြားထဲမှာအခုရှိခဲ့တဲ့ကိန်းကနေအချက်လက်တွေပေါ့နော်ပထမအကြောကတော့ Chelsea 2-1နဲ့နိုင်တာတဲ့အားလုံးလည်းသိတယ်နောက်တစ်ပိုင်း Chelsea ရဲ့နောက်ဆုံး6ပွဲစရလက် သုံးဘွဲနိုင်သုံးဘွဲရှုံထားတယ်အဲ့နိုင်တဲ့သုံးဘွဲကနောက်ဆုံးသုံးဘွဲဆက်နိုင်ထားတာပါ Southampton ကို4သီး Copenhagen ကို2 1 Leicester ကို1သီး Reza လေးတွေပဲကြည့်ရင်တော့မိုက်တယ်ငါတို့နောက်ဆုံးသုံးဘွဲဆက်နိုင်ထားတယ်ကဲတဲ့အသင်းတွေက Copenhagen Leicester Southampton တသင်းမှာ Chelsea ကိုဒုက္ခပေးနိုင်တဲ့အသင်းမဟုတ်ဘူးဒါပေမဲ့ဒုက္ခပေးဖို့အတွက်အခြေအနေတွေအများကြီးရှိခဲ့တယ်မိနစ်အစားဆုံးကြည့်တဲ့ညီကိုတွေကတော့သိလိမ့်မယ်အဲ့ကျွန်တော်ဖောင်ရကြည့်မယ်ဆိုရင် ဟိုနောက်ဆုံး၃ပွဲဆက်နိုင်ထားလို့ကောင်းနေတယ်ထင်ရပေမဲ့အဲ့လောက်မဟုတ်ဘူးကျွန်တော်တစ်ဖက်ကကိုပင်ဟေဂင်ကိုကြည့်ရင်နောက်ဆုံး၆ပွဲဆက်မှာသူတို့တပွဲပဲရှုံးထားတယ်အဲ့ရှုံးထားတဲ့ပွဲကချယ်ဆီကိုဖြစ်ပါတယ်ပြည်တွင်းမှာတော့တောက်လျှောက်အဲ့လိုမရှုံးအောင်ကစားထားတယ်ပေါ့နော်ကဲကျွန်တော်နောက်တစ်ပိုင်းချယ်ဆီရဲ့အိမ်ကွင်း၆ပွဲဆက်ရလက်အိမ်ကွင်းကစားကတော့ချယ်ဆီကကောင်းပါတယ်၅ပွဲနိုင်ပြီးတပွဲတည်းကြာထားပါတယ် နိုင်တဲ့ဘွဲတွေမှာလည်းဒါကိုပြတ်တဲ့ဘွဲတွေပါပါတယ်မိုကမ်ဘီယိုငါကိုပြတ်တဲ့နိုင်တဲ့ဘွဲတွေဆော့ဒတန်ကို 4D နဲ့နိုင်တဲ့ဘွဲတွေအဲ့အတင်းတွေကလည်းရှိုးလိုက်အောင်လေဗျမိုကမ်ဘီတို့ဆော့ဒတန်တို့ကျန်တဲ့အတင်းတွေမှာဆိုရင်ဝက်ဆန်ကို2-1လက်စတာကို1-0စီကတ်နိုင်ထားတဲ့ဘွဲတွေအများကြီးပါတယ်ကိုပိုင်ကင်ကတော့အခုနောက်ဆုံးကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်6ပွဲမှာပေါ့နော်ကျွန်တော်4ပွဲနိုင်တပွဲရှုံးပြီးတော့တပွဲတည်ကြတာပါတယ် conference တွေရဲ့အဝေးကွင်း reset တွေပြောမယ်ဆိုရင်နှစ်ပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးသားပါတယ်ခင်ဗျာအဝေးကွင်းမှာအဲ့လောက်ထိစွမ်းဆောင်ရပိုင်းစိုးမနေတဲ့အသင်းလို့ပဲပြောရမှာပါနောက်ဆုံးမင်းကျွန်တော် viewer ပိုင်းချင်းကတ်မှုအနေနဲ့လောက်ရအောင်ချက်သီးတင်ကတော့သူတို့ရည်ရွယ်ထားတဲ့ပုံစံကတစ်မျိုးတကယ်တော့ကွင်းထဲမှာကန်တဲ့အခါဖြစ်သွားတဲ့ပုံစံကတစ်မျိုးရည်ရွယ်ချက်ကကောင်းပါတယ်ကျွန်တော်တို့ overload လုပ်တာပေါ့နော်အာစနယ်ရဲ့ပုံစံနဲ့အတော်လေးဆင်တူတယ်တတိယရဲဖြစ်တာကိုပြောရမလို့ဆင်တူတယ်တိုက်စစ်မှုစစ်စစ်မရှိဘူး ရှေ့မှာ၄ယောက်တန်းနဲ့ကစားတယ်။နောက်က DM ကစားသမားတွေတွေက၁ယောက်လောက်ရှေ့တက်မယ်။ DM တစ်ယောက်နဲ့ Inverted Fullback တစ်ယောက်နဲ့တွဲမယ်။သို့တော့အခုနောက်ဆုံးကျွန်တော်တွေ့ခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်အထဲမှာ Inverted Fullback တစ်ယောက်မှမဝင်တော့ဘူး။ကွင်းလည်းစိုးမှုမှုပါပျောက်သွားတယ်။အရီစချင်းအထဲဝင်ကစားရင်တော့မစိုးလို့ကျွန်တော်ယူဆ။ဒါပေမဲ့ရီစချင်းကလည်းကြံ့ခိုင်မှုပြည့်တာမပြည့်တာတွေကလည်းရှိသေးရဲ့ဗျ။ပြောရင်လည်းနည်းစိုးပါတယ်။အကျွန်တော်တွေက overload လုပ်ပြီးစော့ပေမဲ့အဲ့ဒီ overload တိဆောက်ရာနေတဆင့်ဘာအကျိုးအမျက်မှမရအောင် isolation နေလည်းမလုံနိုင်ဘူးတပတ်သိင်းရဲ့ pocket position နေမကောင်းရင်တော့မှ low block နဲ့ခန်းစစ်နှစ်ထပ်နဲ့ကစားမယ်ဆိုရင်တော့ဂူးသွင်းဖို့အတွက် ခက်ခဲနေတဲ့အခြေအနေမျိုးအဒီဘက်ဒီမှာပြိုင်ပွဲကတော့ခန်းစစ်ကိုကြစ်လေအောင်ကစားမှာပါကျွန်တော်ပထမအကြော်တော့လည်းကြည့်ပြီးသွားပါ යි ခန်းစစ်ကစားပုံမစိုးပါဘူးဆိုတော့ conclusion ဆွဲရမယ်ဆိုရင်ကျွန်တော်ရဲ့စိတ်ကူးနဲ့ရွေးချယ်မှုမပြောင်းပါဘူးခင်ဗျာအားနာစွာနဲ့ပဲ Copenhagen အသင်းကိုရွေးချယ်ပေးပါရစေခင်ဗျာ